အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာမက်စလာ14ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုကျွန်တော်တို့တို့ကကြည့်လိုက်ရအောင်ပရမလုံးတင်းတို့ကတော့အေဘိုလာကဖော်ပြထားတဲ့ချန်ပီယံလိဝင်ဝင်ရအသင်းစီပဲပြောင်းကျင်နေတဲ့ဒက်တာဂိုကီယက် ျွန်တော်အာဆင်နယ်သတင်းနဲ့မကြာခဏထွက်နေခဲ့တဲ့ပီတာကူကီးယားနဲ့ပတ်သက်ပြီးနောက်ဆုံးရအခြေအနေရဆိုရင်တော့အေပိုလာရဲ့ပေါ်ပြသွားချက်ရဆိုရင်တော့အချက်က၄ချက်ရှိတယ် ေါ်တူဂီကလပ်စပိုတင်လစ်စစ်ဘရွန်အသင်းရဲ့အဓိကကိုက်တိုက်စစ်ကစားသမားဗစ်တာကိုကီယက်ကလာမယ့်နေရာဒီမှာအသင်းကနေချင်းတီထွက်ခွာတော့မှာပါပုံမှန်အဆိုစာချုပ်ဖြတ်သိမ်းကြီးပေါင်85တန်းလောက်ကျတင်မှာဖြစ်ပေမဲ့ပေါင်68.5တန်းလောက် ပေးချိန်တော့မှတက်တာစွာဖြင့်ခေါ်ယူရနိုင်တဲ့အနေထားမှာရှိတယ်ဒီကစားသမားကလည်းချန်ပီယံလိဝင်ဝင်ရအသင်းတင်းစီပဲသွားကြည့်နေဖြစ်ပြီးတော့ဒီထဲကမှပရီးမီးယားလိရဝန်းကိုပဲပြောင်းကျင်နေတယ်ဆိုပြီးတော့သတင်းတွေကဖော်ပြထားတယ်အေဘိုလာရဲ့ဖော်ပြထားချက်ကိုကြည့်မယ်ဆိုရင်ညွေမှာချင်းတီထွက်မယ်ပြောင်းရွှေ့ချေတက်တာ ါမယ်ချန်ပီယံလိဝင်ရအတင်းတင်းစီပဲသွားခြင်းနဲ့အဲ့ထက်တဲ့မှာမှာပရီးမီးယားလိပဲသွားခြင်းနဲ့ဆိုတဲ့အနေထားတွေကသူပေါ်ပြသွားတဲ့အာဆင်နယ်အပါဝင်အသင်း၃သင်းကတော့ဒါလီဗာပူးနဲ့မန်ချက်စတာစီးတီးပေါ့လေဒီထဲမှာတော့အာဆင်နယ်ကိုနောက်ဆုံးမှထားပြီးပေါ်ပြထားတယ်တကယ်လဲပေါ်ပြပေါ်ပြခြင်းစရာပဲအာဆာဒရိုက်တာတဲ့အန်ဒရီပါတာရောက်လာတာတော့မှတိုက်စစ်ဇုံအတွက်ကစားသမားတရင်ထွက်တဲ့ဒီမှာဗစ်တာကူကီယက်ကခုနောက်ပိုင်းတိတ်မပါဘူးအီဆက်နဲ့လော်တာရိုမာတီနဲ့ဘတ်ဂျမစ်ဆက်ကိုဒီကစားသမားတွေပဲ ဟို entry barter ရဲ့စီမံကိန်းတွေမှာပါဝင်ကြပါလေအဲ့တော့ຫນွေရသည်မှာစောင့်ကြည့်သွားမှာပါဒီဈေးနှုန်းဒီ price to performance နဲ့ဂျွန်လားမှအသက်28နှစ်ပြည့်မဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့ဝယ်မယ်ဆိုရင်တော့ဆုံးရှုံးနိုင်တဲ့ပမာဏတော့မဟုတ်ဘူးပြီးတော့လေကျွန်တော် sporting အသင်းနဲ့ရင်ဆိုင်တွေ့ခဲ့တဲ့ကောင်က bitter cookie ရဲ့ဘလောက်ကောင်းကြလဲတွေ့ခဲ့တာကိုအဲ့တော့26နှစ်ရွယ်ဆွီဒင်သားကတော့2028ခုနှစ်တိပေါ်တူဂီ club နဲ့စာချုပ်တက်တန်ရှိတယ်ဒီရသည်39ဝယ်မှာ39ကိုသွင်းပြီးတော့6လုံးဖိုင်ထားတယ် လောက်ခရစာယူ9300ကျော်ပဲရနိုင်မယ်ပြောင်းရွှေ့ကြီးသိပြီမမြင်မာတာဖြစ်တဲ့အတွက်လောက်ခလာတာ special baby ဆွဲဆောင်မဲ့ဥရောပကလပ်တင်းတွေကအများကြီးပဲအဲ့တော့ premier league ရဝမ်းမှာကြည့်မယ်ဆိုရင်တော့ထိပ်သီးအသင်းတွေအကုန်လုံးကပီတာကိုကစ်ကိုလိုချင်တယ်အာဆင်နယ်ပါဝင်ပေါ့လေဒါပေမဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့ကစားသမားကသူ့ကိုလာပြီးကမ်းလှမ်းတဲ့အသင်းတွေကိုသူကစိတ်ကြိုက်ခေါင်းခေါက်ရွေးမှာစာချုပ်ကလည်း2028ခုနှစ်ထိကြံသေးတာဖြစ်တဲ့အတွက်ပြောင်းရွှေ့ကြီးကလည်းတတ်တာဖြစ်တဲ့အတွက်ဂိုကီယက်က လက်တင်ကိုသူကိုယ်တိုင်ရွေးချယ်မှာကျွန်တော်မှနစ်ကကြုံမှုလို့ပေါ့ဆက်စကိုကျွန်တော်တို့ဟို project တွေသွားပြီးပြတယ်လို့ပေါ့သူကအဲ့ပြတဲ့ project ပြတဲ့3တင်း4တင်းတွေကသူကြိုက်တဲ့အတင်းကိုခေါင်းခောက်ပြီးရွေးတဲ့ပုံစံမျိုးအခုလေ bitter cookie ကအဲ့ပုံစံမျိုးရွေးမှာ ဆိုကလတ်တင်းကကစားသမားကိုသွားခေါ်တာမဟုတ်ဘဲနဲ့ကစားသမားကသွားခြင်းနဲ့ကလတ်တင်းကိုရွေးမှဖြစ်တဲ့အတွက်လာမယ့်နေရာဒီပါတော့ဒီဆင်းနဲ့မှာအာဆင်နယ်ပါမပါကျွန်တော်စောင့်ကြည့်သွားပါပါအာဆင်နယ်ဖန်တွေတော်တော်များများတဲ့မှာလဲပီတာကူကီရောလိုချင်တဲ့သူတွေတပုံကြီးရွယ်ပေါ့လေကျွန်တော်အပါဝင်ပေါ့ဒါပေမဲ့အသက်ရွယ်အနေထားအရာပိုတရှယ်အရာနောက်ပြီးတော့ပြောင်းရွှေ့ကြီးအရာ ပြီးရင်ဘိုးဖွဲ့ရဲ့အများကြီးတွက်ချက်တတ်တဲ့အလေးထားအရာဆိုရင်တော့ကြံခဲ့တဲ့နွေရမလဲဒူးတန်ရပူပူနွနွခွဲစိတ်ထားပြီးဒီရသည်မှာခြေစွမ်းညပိုပြီးကောင်းမှုပြီးပြသထားနိုင်ခဲ့တဲ့ပီတာကူကင်းနဲ့ပတ်သက်ပြီးတော့ခေါ်ဖို့ကတော့50 50အနေထားတိရှိနေပါသေးတယ်။အာဂျီရိုရဲ့နွေရသည်ဈေးကွက်ထက်ကပြည့်မဲ့တိဖြစ်တဲ့အီဆက် ဆက်စကိုလော်တာရိုမာတီနက်တို့နဲ့အကြိမ်များအဆင်မပြေဘူးဖြစ်ခဲ့လို့ရှိရင်တော့ဘက်တာအိုစီမန်တို့တို့ဒီကစားမတွေစီကိုအာဆင်နယ်တို့ကပလန်ဘီနေနဲ့ပြန်ပြီးချဉ်ကပ်သွားနိုင်ချေရှိပါတယ်။လော်လော့ဆယ်ဥရောပဆုံးမှာဂိုးသွင်းအများဆုံးတိုက်စစ်မှု၄ဦးကိုဖော်ပြရမယ်ဆိုရင်တော့သူကတဦးပါဝင်ဖြစ်နေပြီးတော့39ဂိုးသွင်း၈လုံးဖိုင်ထားတယ်။လီဝွန်ဒေါစကီက34ဂိုးသွင်း၃လုံးဖိုင်ထားတယ်။အာလင်းဟာလန်က28ဂိုးသွင်းပြီးတော့၄လုံးဖိုင်ထားပါတယ်။ဟယ်ရီကိန်းကတော့32ဂိုးသွင်းပြီးတော့၉လုံးဖိုင်ထားပြီးတော့တကယ်ဥရောပဆုံး ိတ်တန့်တက်စစ်ကစားမှလေးဦးထဲမှာတူဦးပါဝင်ဖြစ်နေခဲ့တဲ့ပီတာကိုကီယက်ကိုတော့တခြားတက်စစ်မှုတဲ့ဆိုင်တော့ပြောင်းရွှေ့ကြည်ရကျွန်တော်ကတော့ခေါ်လိုက်တာပူပြီးတင့်တော်ပဲလို့ထင်ပါတယ်။ဒါပေမဲ့ဒီအတိုင်းမှာဘုံဖွဲ့ကသူတို့လှုပ်ချင်ရလှုပ်တာဖြစ်တဲ့အားစားဒရိုက်တာအစ်ကရဲ့ performance ကိုတော့လာမယ့်နေရာဒီမှာကျွန်တော်တို့တွေ့မြင်ရတော့မှာပါဒုတိယမြောက်သတင်းတပုတ်ကတော့ဥရောပပြိုင်ပွဲ၃ခုမှာ quarter final ကိုတက်ရောက်နိုင်ခဲ့တဲ့အင်္ဂလိပ်ကလပ်အသင်း၅အသင်းအထိရှိလာခဲ့တာဖြစ်တဲ့အတွက်လာမယ့်ရာသီ Champions League ဝင်ခွင့် အင်္ဂလိပ်ကလပ်တင်းတွေကနေရ9နေရာထိရာတော့ဖို့ရှိရဆိုပြီးတော့သတင်းတချို့ကပေါ်ပြနေပါတယ်။တချို့ report တွေကဆိုရင်တော့တရာဂိုင်လုံးတော့ဖြစ်တာမဟုတ်သေးပေမဲ့69ရာဂိုင်လုံးဒီပါလောက်တော့လာမယ့်ရာသီမှာ Premier League ကနေပြီးတော့ Champion League ဝင်9နေရာထိရာယူသွားနိုင်တော့မှာဆိုပြီးတော့သူတို့ကပေါ်ပြထားပါတယ်။အဲ့တော့ Champion League Quarter Final ကိုတက်သွားခဲ့တဲ့အင်္ဂလိပ်ကိုစားပြုအသင်းတွေမှာဆိုတော့ Arsenal နဲ့ Aston Villa ပါဝင်နေ။ Arsenal ကတော့ Quarter Final မှာ Real Madrid နဲ့ကန်ရမယ်။ Aston Villa ကတော့ PSG နဲ့ကန်ရမယ်။ Europa League Quarter Final တက်သွားခဲ့ရတော့ Manchester United နဲ့ ဲ့ Tottenham Hotspur အသင်းဖြစ်ပြီးတော့ Manchester United ကတော့ Lyon အသင်းနဲ့ကန်ရမယ် Ranger ကတော့ Spurs နဲ့ကန်ရမယ် Conference League မှာဆို Chelsea ကတော့ Quarter Final နဲ့တက်ရောက်သွားခဲ့တာဖြစ်ပြီးတော့ Poland Club Legia ရဲ့အသင်းနဲ့ကန်ရတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ English Club အသင်းစုစုပေါင်းပေါ့လေခုနှစ်အသင်းအထိ ဥရောပဆုံးမှာဝင်ပြီးရှင်ပြိုင်ခဲ့တယ်။ယူပါလီချန်ပီယံလီကွန်ဖရင့်လီမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အထက်မှာနှစ်သင်းပဲထွက်ခွာသွားတယ်။အဲ့ဒါကတော့မန်ချက်စတာစီးတီးနဲ့လပါဘူးပေါ့လေ။ချန်နယ်သင်းတွေအားလုံးကတော့လက်ရှိပြိုင်ပွဲထဲမှာရှိနေပြီးတော့အကယ်၍များဒီထက်ပိုပြီးအောင်မြင်လေ UEFA ကသတ်မှတ်ထားတဲ့ ranking တွေရှားမှတ်တွေနိုင်ငံလိုက်အဆင့်တွေသတ်မှတ်ချက်တွေပိုပြီးမြင်မာလာလေ။ဝင်ကွင်းရအသင်းတွေပိုပြီးမြင်မာလာလေဖြစ်တဲ့အတွက်အရင်တော့ကျွန်တော်ပြောခဲ့ဘူးဆိုတော့ဝင်ပြီးပြိုင်ဝင်ရတဲ့အသင်းတွေအားလုံးလက်ခုပ်တီးဖို့လိုအပ်ပါတယ်။ဒါကဘာကြောင့်လဲ အင်္ဂလိပ်ကိုစားပြီးဝင်ပြိုင်တဲ့ကလပ်အသင်းလေးကြောင့်ကိုရီအသင်းနေပါကျွဲကူးရေပါပုံစံမျိုးနဲ့အချိုးမြတ်ခံစားဝင်ရပါဖြစ်တဲ့အတွက်ပါဒါကြောင့်မို့လက်ရှိဝင်ပြိုင်နေတဲ့အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်အသင်းပွဲစဉ်မှာဆိုရင်အာဆင်နယ်ဘက်ကလက်ခုပ်တီးပြီးမဲ့ဆိုရင်တော့နီကိုရိုးရဲ့အသင်းတွေလည်းဥရောပဝင်တနေရပုံပြီးရလာဖို့အခွင့်အရေးပုံများလို့ကျွန်တော်ထင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်ရဲ့သတင်းတွေအကြာကြီးထွက်ခဲ့ပြီးတော့မှလက်ရှိအချိန်မှာမိဂီကလပ်နဲ့တက်တန်းတိုးသွားခဲ့တဲ့ဂျိုရှူဟာခင်မစ် နာမည်ကျော်သတင်းထောက်ဖီဖီဆူရိုမာနိုကတော့ဂျိုရှွာကင်မစ်ကတော့ဘိုင်ယန်မြူးနစ်တင်းနဲ့စာချုပ်လက်မှတ်ထိုးသွားခဲ့ပြီဆိုပြီးတော့တရားဝင်ဖော်ပြလာပါတယ်2029ခုနှစ်ဇွန်လ30ရက်နေ့ထိစာချုပ်တင်လက်မှတ်ထိုးသွားခဲ့ပါပြီအသက်30ရွယ်ဂျာမနီသားကတော့ပထမ ဘိုင်ယန်မြူးနစ်တင်းကထွက်ခွာတော့မှမလို့လို့ပရီးယားပရီးမီးယားလီလာတော့မှမလို့လို့သတင်းတွေထွက်ခိမ့်မဲ့လက်ရှိအချိန်မှာတော့ဘိုင်ယန်မြူးနစ်ရဲ့နှစ်ရှည်ကွန်ထရက်တစ်ခုကိုတက်တန်းတိုးသွားခဲ့ပါပြီ။သူကတော့2015ခုနှစ်ကစတုတ်ဂတ်အသေးစားနေပြီးယူရို8.5သန်းနဲ့ပြောင်းလာပြီးနောက်မှာနှစ်ရှည်ဘိုင်ယန်မြူးနစ်တင်းမှာကစားခဲ့တာ။ အခုဆိုလို့ရှိရင်တော့ဘိုင်ယန်မြူးနစ်အသင်းတွက်426ဝက်ကစားပြီးပြီ43ဂိုးသွင်းပြီးတော့114လုံးဖန်တီးပေးနိုင်ခဲ့ပါလေစာချုပ်ပါအချက်လက်ရ2029ခုနှစ်ဇွန်လ30အထိသူ့ကိုဘိုင်ယန်မြူးနစ်ကပိုင်ဆိုင်သွားတော့မှာဖြစ်လို့တရာတီကိုဘောနပ်စ်ပါယူရိုတန်20အထိလောက်ခရစာပြီးချပြီးဒီကစားသမားကတော့ဘိုင်ယန်မြူးနစ်ရဲ့၃ရောင်းမြောက်လောက်ခရစာအမြင့်မားဆုံးကစားသမားအဖြစ်ရှိလာခဲ့ပါတယ်ဘိုင်ယန်တို့ကဒီယာတီမှာစာချုပ်တိကိစ္စနဲ့ပတ်သက်တော်တော်လေးစမတ်ဖြစ်တယ် ူတို့ရဲ့ဒီဇာကစားသမားတွေကိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့တယ်အခုဆိုဒါ၄ရောက်မှဖြစ်သွားတာ Michael Olisey ကို2029ခုနှစ်ဒီစာချုပ်နဲ့ခေါ်နိုင်ခဲ့သလိုသူတို့ရဲ့ကစားသမားဖြစ်တဲ့ Joshua Kimmich ကိုလည်း2029ခုနှစ် Afonso Debi ကိုလည်း2030နှစ်အထိဂျာမဲမူစီယလာလိုမျိုးလာလာရှိရဲ့ကစားသမားလေးကိုလည်း2030နှစ်အထိတက်တန်းတူးစာချုပ်တွေချုပ်နိုင်ခဲ့တယ်။တကယ်ကိုတော်တော်လေးကိုအလုပ်လုပ်နိုင်ခဲ့တာဖြစ်ပြီးတော့ Bayern Munich တင်းကလက်ရှိ DRD Champion League မှာလည်း ပြိုင်ပွဲတဲမှာရှိနေသေးတာဖြစ်တဲ့အတွက်သူတို့သာအောင်မြင်ခဲ့ရင်ပုံမကောင်းမှုနဲ့ quality မြင့်ကစားသမားတွေထပ်ပြီးဖြစ်နိုင်မှာဖြစ်လို့ရှေးဆက်ကစားသမားတွေကိုလည်းဒါလောက်ခရစားအများကြီးပေးနိုင်မှာပေါ့လေအာဆင်နယ်လိုပါပဲဘိုင်ယန်မြူးနစ်လည်းလောက်ခရစားတော်တော်လေးများတဲ့ကလပ်တွေနဲ့မှာပါတယ်သူတို့လည်းရှေးဆက်ကစားသမားတွေကိုလောက်ခရစားတိုးပင်းတိုးမင်းနဲ့တဖြည်းဖြည်းနဲ့တော့လှစားများလာတယ်တချို့ကစားသမားတွေကိုရှင်းဖို့ဖို့ဒါစူးစမ်းနေပေါ့လေစာနေလို့ကစားသမားမျိုးတွေကိုလည်း ဒါဆက်ရုပ်တက်မတူတော့ဘဲနဲ့ຫນွေမှာအလွတ်နဲ့လောကရတာရှော့ချတဲ့ပုံစံမျိုးထောက်ခွင့်ဝင်ပြုမဲ့ပုံစံမျိုးကိုလည်းတွေ့နေရတယ်။မနေ့ကတော့ကျွန်တော်စာနေနဲ့အာစင်နေကြကတဲ့ဒင်းတွေကိုဖော်ပြခဲ့သေးတာဖြစ်တဲ့အတွက်ဘိုင်ယန်တို့သာခွင့်ပြုမဲ့ဆိုရင်စာနေထွက်ခွာပြင်တော့အိုက်တာနဲ့တချိန်လုံးကဆက်ဆက်ရင်ကောင်းနေရှိရဲ့ဒီကစားမောက်ကိုအာစင်နေမှာပြင်ပြီးမြင်တွေ့ရဖို့တော့များတယ်။သို့တော့အာစင်နေမှာအခြားပလန်တွေရှိရင်တော့စာနေကအာစင်နေသူရောက်မလာပဲအခြားသင်းသင်းရောက်သွားရလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဂျိုရှွာကီမစ်နဲ့ပတ်သက်ပြီးတော့တချိန်လုံးကထွက်ခဲ့တဲ့ဒင်းတွေအားလုံးကတော့ပြီးဆုံးသွားပြီလို့ ပြောလို့ရပါတယ်ဒီစီစဉ်လေးကိုဒီကောင်းကြီးပန်းပြီးတဲ့ရှိုးဘလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမစုံတော့ Viber ဖုန်းနံပါတ်တင်ရောကိုခွန်တခွန်66 39တင်ရောဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရရနိုင်ဖြစ်လို့ငွေပုံငွေချက်ရှိမှာဘောလုံးပွဲတွေလောင်းပါဘောလုံးပွဲတွေလောင်းအောင်လောင်းတက်ဆုံး YouTube မှာကိုထုပ်ပပေါ်ရှိုးရိုက်ရှာပြီးကျွန်တော်အားပေးလို့ရပါတယ် Viber ခွန်ရှိုးကို Sport အထင်တိုင်းငါတို့လုံးမိတို့ကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့မဖော်ပြတာကြာပြီဖြစ်တဲ့ Arsenal Women သတင်းနဲ့ပဲကျွန်တော်သွားလိုက်အောင် Arsenal အမျိုးသမီးသတင်းတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့နောက်ဆုံး၅ဝဲမှာ ပြင်းရင်းဖလားပြိုင်ပွဲတစ်ခုကနေပြီးတော့သူတို့ထွက်ခွာလာခဲ့ရတယ်။လီဖလားမှဆိုလဲစီးင်းဖိုင်တဲ့အဆင့်မှာမန်ချက်စတာစီးတီးကိုကိုယ်အင်ကွင်းမှာတကိုးနှစ်ကိုးနဲ့ရှုံးပြီးထွက်လာခဲ့လိုက်ရတယ်။ FA ဖလားမှဆိုလဲควอတာဖိုင်တဲ့မှာကိုယ်အင်ကွင်းမှာလီပါပူးကိုတလုံးနဲ့တော့ကိုးနဲ့ရှုံးပြီးတော့ထွက်ခွာလာခဲ့။အဲ့ဒီပွဲမှာတော့အုံကိုးပေါ့လေ။ကိုးသမားနဲ့တူပါတယ်။အုံကိုးပေးလိုက်တာ။အဲ့ဆိုတော့နောက်ဆုံး၅ပွဲမှဆိုရင်ပြင်းရင်းဖလားနှစ်ပွဲကနေထွက်ခွာလာခဲ့ရတဲ့အာဆင်နဲ့မြို့သမီးအသင်းကအာဆင်နဲ့မြို့သားအသင်းနဲ့ကန်ဂျမာတူတယ်ပြောလို့ရတယ်။သူတို့အနေနဲ့ ဒီ Women Super League မှာလည်းအမှတ်ပေးနေထားရအဆင့်တစ်နဲ့ကလိုက်မိဖို့ကလည်းတိတ်မလွယ်တော့သလို Champion League မှာဆိုလည်း Arsenal လိုပဲ Real Madrid နဲ့သွားပြီးတွေ့တာသူတို့ကတော့16ရက်နေ့မှာတွေ့မှာ Real Madrid နဲ့သူတို့က Quarter Final မှာတွေ့မယ်အမျိုးသားအသင်းကလည်း Real Madrid နဲ့ April လထဲမှာ Quarter Final မှာတွေ့မယ်အဲ့တော့အမျိုးသမီးအသင်းအနေနဲ့ဒါ Real Madrid နဲ့တွေ့ဆုံမဲ့ပွဲစဉ်ရှိလို့ဂျားထဲမှာတော့အဲ့ပွဲမတိုင်မီဒါမနက်ဖက်မနက်အစောပိုင်းမှာပေါ့လေ ဟိုတနအီခွဲ AM ချိန်မှာတော့ Women Super League အမှတ်ပေးပွဲစဉ်ဖြစ် Everton တို့ရဲ့ကွင်းမှာတော်ပြီးကြံရဖို့လို့ရှိတယ်ပထမအကြုံမှာတော့ငါဇီးဇီးတေးကြခဲ့တဲ့အသင်းနဲ့ပေါ့လေအဲ့ဆိုအာဆင်နယ်မျိုးသမီးတင်ကူဘာဒီဖြစ်နေလဲဆိုတော့နီးပြတဲ့ Renaissance ကလက်အောက်မှာဟိုတည်ငိမ်မှုတွေနည်းနည်းပြပြီးပျောက်လာတာတွေ့ရတယ်ပထမတော့ယာယီနီးပြပြည့် Renaissance ကလက်အောက်မှာတော့အသင်းကလုံးဝတောက်လျှောက်နိုင်လာနိုင်လဲဂိုးပြတ်တည်းကြီးပဲဒါပေမဲ့တရားဝင်နီးပြပြည့် Renaissance ကိုခန့်အပ်ပြီးနောက်ပိုင်းမှာအသင်းက ပြည်တွင်းပြိုင်ပွဲတွေထွက်ခွာလာရတာမျိုးတွေတချို့ပိုင်းလေးတွေမှာဆိုလို့ရှိရင်အုံကိုးနဲ့ရှုံပြီးဂိုးပြတ်မသွင်းနိုင်တာမျိုးတွေဖြစ်လာတာတွေ့ရတယ်။နည်းနည်းကောင်းတဲ့ပွဲဆိုတဲ့5 6ကိုပြတ်သွင်းတယ်မကောင်းတဲ့ပွဲဆိုလို့ရှိရင်လည်းဂိုးတစ်ခုမှမသွင်းနိုင်တော့တဲ့အထိပဲအဲဆိုတော့ဒီနေ့ထားကို Renis လက်ကတိကျကြိုက်တော့ဖို့လိုတယ်အဲဆိုတော့ UEFA Champions League မှာ Quarter Final မှာ Real Madrid ကိုကျော်ပြီး Arsenal မျိုးသမီးအသင်း Bay City ရောက်မှကျုပ်စောင့်ကြည့်သွားမှာပါအမျိုးသမီးအသင်းနဲ့အမျိုးသားအသင်းကတော့ Real Madrid နဲ့တွေ့ဆုံနေတာဖြစ်တဲ့အတွက် ရီယဲကနှစ်သင်းလုံးကိုတားဆီးသွားမလားနှစ်သင်းလုံးကိုအာဆင်နယ်အသင်းကပဲကျော်ဖြတ်သွားမလားကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်